Hello အားလုံးမင်္ဂလာပါဒီနေ့မှာ Nokia ဗီဒီယိုကခြားတော့ဘောတော့ဒီတစ်ဖက်တူနဲ့ကိုယ်ရဲ့ခြားရဲမှာအာရှိနေတဲ့ဆက်ဆက်ရေးပေါ့နော်သူနဲ့ကိုယ်ရဲ့ခြားရဲက energy တွေကိုရိကေပတ်ပြီးရှင်ပါတယ်အကြောင်းမလို့ဒီ reading ရဆိုလို့ရှိရင်တော့ပေါ့နော်အာဒါ generally ဖြစ်သွားပြီအာသူနဲ့ကိုယ်ရဲ့ခြားရဲကဘလို့ဆက်ဆက်ရေးမျိုးကဖြစ်နေတယ်လေအအခြေ energy တွေကဖြစ်နေတယ်လေပေါ့နော်ဒါကို reading ဖြစ်ရောဖြစ်ပါတယ်အာအဓိကအဖြစ်တော့အာ ကိုရဲတူရဲနှစ်ယောက်ထဲရှားတဲ့ကစက်စက်ရေးပဲပေါ့နော်နှစ်ယောက်ထဲရှားတဲ့က energy swap in တွေကိုပဲယူมาဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီ meeting တွေကိုဖတ်နေတဲ့သူတွေကဆိုလို့ရှိရင်အာအရေးဥဆုံးနေတယ်ပေါ့နော်ကိုစိတ်ထဲမှာတကယ်နှစ်နှစ်ကကရှိနေတဲ့သူတယောက်ယောက်ရဲ့အဲပုံရိပ်တို့မဟုတ်လို့ရှိရင်သူ့ရဲ့အတန်လေးကိုပေါ့နော်အာသူ့ရဲ့နာမည်လေးကိုတကယ်ရေးယူပြီးတော့သူ့ရဲ့ပုံရိပ်လေးကိုမျိုးလုံးနဲ့မမြင်အောင်လည်းတကယ်ဖြစ်ဖြစ်ပေါ့နော်အဲ့လိုလေး အစစ်တဲကနေတွေးနေနေတယ်ပဲဒီနေ့ကိုဆက်ဖက်ကြည့်ရအောင်ဒါကဂျီနရီလေးဖြစ်တဲ့အတွက်ကြာဗီဒီယိုလေးကိုအစားအနေအဆုံးပြုပြလေးလို့ရှိရင်တော့ကိုယ်နဲ့တွေ့ရကြတဲ့ကရှိနေတဲ့ energy လေးကိုယ်ရဲ့တွေ့ရကြတဲ့မဖြစ်နေတဲ့အရာလေးတွေကိုသိရမှာဖြစ်ပါတယ်နော်ဆိုတော့အနောဘာကလေဒီလက်ရှိဖြစ်နေတဲ့ကိစ္စအတင်ကိုမှမှာအထပ်ပြီးတော့ဘာဖြစ်လာဖို့ရှိလဲဆိုအောက်ခံလေးပဲပြောပြချင်ပါတယ်ဒါကြောင့်မလို့အတကယ်လို့များကိုကလေ အာသူလိုက်ကိုရကြတဲ့က energy ပြင်ကုန်မှာမှာဖြစ်ပြီးတော့မှဘာကြီးဖြစ်ဖြစ်လာနိုင်လဲဆိုတာကိုသိကျင်နေဆိုရင်တော့အဆုံးမကြည့်ပြလို့ပြောချင်ပါတယ်เนาะအာဒီအထဲမှာဆိုရင်ဘာကြီးဖြစ်လာနိုင်လဲကိုရသူရကြတဲ့က energy အရင်ဆုံးကြည့်မယ်ဆိုရင်တော့ကိုရသူရကြတဲ့က energy ကဘယ်လိုမျိုးရှိနေလဲအဘယ်လိုပုံစံမျိုးဖြစ်နေလဲဆိုတာကိုကြည့်ကြည့်ရအောင်အဲ့တော့ ပြီးတော့ Queenos Soft ဖြစ်တယ် Queenos Soft ဆာကသူကလေအာမျိုးသမီး energy များရတယ်ပေါ့နော်ဆိုလိုချင်တာကဒီလိုရှိရှိတစ်ခုမှဆိုလို့ရှိရင်ဒါမှမဟုတ်ဆိုင်ခုမှဆိုလို့ရှိရင် movie bag ကနေပြီးတော့ပဲအာဒီဒီ video ကိုကြည့်နေလို့ပါဆိုအမျိုးသမီးဖြစ်ဖြစ်အမျိုးသားဖြစ်ဖြစ်ပေါ့နော်အာမျိုးသမီးဖြစ်ဖြစ်အမျိုးသားဖြစ်ဖြစ်ဘယ်လိုဖြစ်ပေါ့နော်အာကိုကမျိုးသားဆိုလို့ရှိရင်တစ်ဖက်လူပေါ့နော်ကိုကမျိုးသမီးဆိုလို့ရှိရင်တော့ cook star ပေါ့နော်ဒါကတော့အမျိုးသမီး energy များရတယ်ဆိုတာပြရတယ်ဆိုတဲ့အတွက်ကြောင့်အာအမျိုးသမီး energy များနေတယ်တစ်ဖက်ကပဲဥဆောင်နေတစ်ဖက်ကပဲဆုံးဖြတ်ချက်တွေချပေးနေရတယ်လူချင်းဖြစ်ဘက်ကပဲပေါ့နော်လူချင်းဖြစ်တဲ့သူဘက်ကနေပြီးတော့မှဆုံးဖြတ်ချက်တွေကိုချနေရတယ်လူမျိုးဖြစ်တဲ့သူဘက်ကနေပြီးတော့မှပဲဥဆောင်နေရတဲ့ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်ဥဆောင်နေရတဲ့ဇာတ်ကားဆိုလို့ရှိရင်လည်းစပြောနေရတယ်အမေသားဘက်ကမစဘူးပေါ့နော်ဆိုတဲ့ခါကျတော့အမေမျိုးဘက်ကနေပြီးတော့ပဲအရာအလုံးဥဆောင်အရာအလုံးပဲစဉ်းစားပြီးအရာအလုံးကိုတွေးတောနေတဲ့ချိန်ကာလအာဆွေရင်တခုကိုရရှိပါတယ်ဒါကြောင့်မို့ဒီ relationship ပါဆိုလို့ရှိရင်မျိုးပြပါဝါဖုံးသွမ်းတယ်ဒါကြောင့်မို့လို့ ဖက်ရဖက်တူတူ啊ဆိုလို့ရှိရင်ဖက်ယောက်ျားလေးอ่ะဆိုလို့ရှိရင်မျိုးသွင်းဖြစ်တဲ့သူရဲ့အကားကိုပဲနားထောင်ရတာမျိုးသူရဲ့ဥစားမှုကိုပဲနောက်ကလိုက်လို့ရတာမျိုးတွေပါဖြစ်တတ်တယ်။နောက်တစ်ခုကကြာတော့ဗာလဲဆိုတော့အာမိတ်ကလေးဖြစ်တဲ့သူဘက်ကနေပြီးပြီးတော့ effort တွေထုတ်ရတာမျိုးတွေပါလည်းရှိတယ်။နောက်တစ်ခုကဗာလဲဆိုတော့အမျိုးသမီးဘက်ကနေပြီးတော့အဲ့လို power များတာပေါ့နော်အဲ့လိုမျိုးအာညပညာမြင့်မားတာမျိုးပြီးတဲ့ခါကျလို့ရှိရင်စကားပြောဆိုနိုင်စွမ်းရှိရာမျိုးတွေတွေ့ရပါတယ်။မျိုးတွေဘက်ကနေပြီးတော့မှပို့ပြီးတော့မှ strong ဖြစ်တဲ့ပုံစံမျိုးကိုတွေ့ရတယ် relationship ကိုတွေ့ရတယ်နော်။ ဆိုတဲ့အခါကျတော့ဒီအခုရှိနေတဲ့ energy ရဆိုလို့ရှိရင်မြေပြင် energy ဖုံးလိုက်တယ်ဒီ relationship တွေပါတယ်မှာဆိုလို့ရှိရင်မြေပြင်ဖြစ်တဲ့သူကနေပြီးတော့အရာအလုံးဥဆောင်အရာအလုံးကိုအကန့်သွင်းနေတယ်အရာအလုံးကိုပဲထိန်းချုပ်နေတယ်ဆိုတဲ့အမျိုးတွေ့ရတယ်နောက်တစ်ခုကပါလဲဆိုတော့ main key ဖြစ်တဲ့သူဘက်ကနေပြီးတော့ relationship ဖြစ်တဲ့သူဘက်ကိုအနိုင်ယူနေတယ်ဆိုတဲ့အမျိုးလည်းပြရတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒါတော့ဒီ relationship ကဆိုလို့ရှိရင်တော့ဒီလိုပုံစံမျိုးမှာတွေ့နေရတယ်ဒါပေမဲ့ဆက်ပြီးတော့ဘာဖြစ်လာလို့ရှိလဲဆိုတော့မသိရဘူး အာဒါကခုပြောလိုက်တာပဲဒီ energy ဈာပေါ့နော်ဒီနှစ်ယောက်ဈာရက energy ကိုပြောပြလိုက်ရဖြစ်တယ် energy ဈာဆိုလို့ရှိရင်တော့ energy ကတော့ဒီအမျိုးသမီးဘက်ကနေဖုံးလွှမ်းနေတဲ့ energy လေးတွေရတယ်ရပြီးအပြေကမှမှာထပ်ပြီးတော့ဘာဖြစ်လာလို့ရှိရင်အောက်ခံနေလဲပေါ့နော်ဒီစိတ်ရည်ကိုဆက်ပြီးသွားမယ်ဆိုလို့ရှိရင်ရောဘာဖြစ်လာနိုင်လဲဆိုတဲ့ဟာမျိုးပေါ့နော်ဆိုအဲ့ဒါကိုပြောချင်ပါဒီစက်ရည်မှာဆိုလို့ရှိရင်ဘာတွေကပြဿနာဖြစ်နေတာလဲဘာတွေကအာဖြစ်လာနေခြင်းရှိအရာလေးတွေလဲပေါ့နော်ဒါလေးတွေ ကြည့်ကြည့်အောင်ဖိတ်လျှော့ပန်နေကြတယ်အာဒါဖိတ်လျှော့ပန်နေကြကကြအမျိုးသားအလေးစီဖြစ်သွားတယ်မင်းမိဘကကြတော့ तू ကဥဆောင်ကျင်တယ်မင်းမိဘကကြတော့ဥဆောင်ကျင်တယ်ပြီးရခါကြလို့ရှိရင် तू ကိုယ်တိုင်ကသူ့မျက်စိတွေပါချကျင်တယ်ဒါပေမဲ့မင်းသားဘက်ကကြတော့ तू ကဘာဖြစ်လဲဆိုတော့ तू ကမလုပ်တာမဟုတ်လုပ်တယ်ဒါပေမဲ့ तू အနေနဲ့အနာဂတ်ကိုကိုင်တွဲနိုင်တဲ့အထိအနာဂတ်ကိုထိချုပ်နိုင်တဲ့အထိ तू မှာပါဝါတွေရှိမနေသေးဘူး तू မှာ အာလောက်ကင်နိုင်ချက်နေရှိမှုနေတယ်ဒါပေမဲ့ तू က plan တော့လုပ်နေတယ်ကွာအာနိုင်ကမှာဆိုရင်ဘာရေလောက်ရမလဲဘာရေဖြစ်လာအောင်စူးစမ်းမှုဆိုသူ့ဘက်ကနေပြောမှာအားထုတ်မှုတွေရှိနေတယ်စူးစမ်းမှုတွေရှိနေတယ်အာ plan တွေလည်းအများကြီးရှိနေတယ်ပေါ့နော်အရန်ကိုပါ तू ကစူးစမ်းရဲအရန်ကိုစူးစမ်းရဲဆိုတော့ तू က plan နဲ့အားထုတ်တဲ့တည်းမှာပါတယ်လူသားဘက်ကကြတော့လေအာချင်းကြီးလည်းငင်းကြ action ရလိုက်ကြတဲ့ဆာလို့ရှိ तू ကတခြား plan ချတယ်ချပြီးတော့မှလုပ်မယ်ပေါ့နော်အဲ့လိုမျိုးဟာပြရတယ်အဲ့ခါကျတော့ဒီမှာညက conflict တော့ဖြစ်နေပြီဒါပေမဲ့ဘာလို့ conflict ဖြစ်လဲဆိုတော့ဒီမှာ တော့ energy တွေပိုင်းကိုက်မယ်ဆိုလို့ရှိရင်ဒီသူ့ရဲ့ကိုယ်ရဲ့နှစ်ယောက်ကြားထဲက energy ကိုကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီမှာမသမီးရကြတော့ဒီဘယ်ဘက်ချက်ကိုလှည့်ထားတယ်မိသားကကြတော့ညာဘက်ချက်ကိုလှည့်ရဆိုလို့ကျန်တာ sensitive ပဲ on opposite ဖြစ်တာပေါ့နော်အော်တရားရင်တရားကဆိုလို့ရှိရင်အဲ့လိုမျိုးငနေချင်းဆိုင်ဟုတ်မနေဘူးကြောပေးထားကြတယ်ဆိုတဲ့ဟာတွေ့ရတယ်ကျွန်မကတော့ဟိုဘက်ကိုထည့်ရတယ်။မိသားကကြဒီဘက်ကိုထည့်ရတယ်။ပြီးတော့သူတို့ညောက်ကင်ထားတဲ့အာ tools လေးကလည်းတွေ့မနေဘူး။ မျိုးသမီးကင်ထားတာကြဓာတ်ကိုကင်ထားတာပေါ့နော်ဆိုလိုချင်တာဓာတ်ဆိုတာကညက်ပိညာဆုံးမြတ်ချက်အာစကားပြောဆိုခြင်းဥဆောင်နိုင်ခြင်းကိုသားဖြစ်ပြီးတော့မြို့သားကကြတော့ဒီမှာသူကင်ထားတာကလည်းသူမနေသူကကြတော့ဒီငွေရင်းကြတဲ့ကိုကင်ထားတယ်သူကအဓိကစဉ်းစားတာကကြတော့ငွေကြေးပိုင်းတွေအလိုက်က plan တွေပြလို့ရှိရင်အခြေတကျဖြစ်ဖို့ရာတွေကိုသူက plan တွေတအားလုပ်ရတဲ့ပါတယ်အဲကြောင့်မို့သူကဆိုလို့ရှိရင်ဖြစ်နေလည်းငင်းအရှင်ယူရတဲ့ဆက်စားလို့ရှိရင် planning ကိုတအားလုပ်ချင်တယ်။သူရဆုပ်ကြိုက်ထားရတာကဆိုတော့ဒီ planning ဘက်ကိုဆုပ်ကြိုက်ထားတယ် planning ဘက်ကိုဦးစားပေးတယ်။ မသမီးရဲ့ကျတော့စစ်စစ်လှုပ်ဆောင်ခြင်းစစ်ချင်းကိုမှဆုံးဖြတ်ချက်ချခြင်းเนาะပြည်တဲ့ခါကျလို့ရှင်စကားပြောဆိုလိုက်ခြင်းဒါတွေကိုသူကနေပြီးတော့မှဆုတ်ကင်ထားတယ်ဆိုတော့ခါကျမြန်မာစလုံးဟာဆိုလို့ရှိရင်ကြိုက်ထားတဲ့ပစ္စည်းရတယ်တူမနေဘူးပြည်တဲ့ခါကျလို့ရှိရင်မြန်မာစလုံးရဲ့အတွေးရတယ်သွေးမြင့်ရတယ်တူမနေဘူးနောက်တစ်ခါကျတော့သူတို့နှစ်ယောက်ရဲ့ position ပေါ့နော်မြန်မာရဲ့ကျတော့ queen ဖြစ်တယ်အနောက်ကကျတော့မှာ page ဖြစ်တယ်ပေါ့နော်ဆိုလိုချင်တာကကျတော့ queen နဲ့ page တန်းဆိုတာက level မြင့်နေအ level กว่าတယ်ဘယ်လိုกว่าနေလဲဆိုလို့ရှိရင်အာ queen ကကျတော့ level တစ်ခုရောက်နေပြီအကုန်လုံးသိတာရယ်နော် အာဆလိုဂျနာကသူကတကယ်ကိုလည်းဥဆောင်နိုင်တဲ့တော့ကြောက်ဥဆောင်နေတာတကယ်လည်းပဲလောက်ကနေစနေရှိလို့လုပ်နေတာပေါ့နော်ဖေ့ချ်ကကြတော့အဲ့လိုမဟုတ်ဘူးသူကအစစ်လေးစင်မှာဆိုလို့ရှိရင်အဆုံးစင်ပေါ့အဆလိုဂျနာကအခုမှ new ပြီးအခုမှပဲအာစတင်နေတဲ့ဒုတိယဖြစ်တယ်အာဒါမှမဟုတ်လို့ရှိရင်လည်းကွင်းထပ်ပို့ပြီးတော့မှအရင်ကြီးတော်မနေတဲ့ဒုတိယဖြစ်မှာပေါ့နော်ဆိုတဲ့အခါကျတော့သူ့ရဲ့ energy ရဆိုရင်သူက အရင်တော့မနေဘူးအရင်လည်းလောက်ကလည်းစနေရှိမနေဘူးဒါပေမဲ့သူ့မှာပါရှိလို့သူ planet အားလောက်ကတည်းကတော့ကြာပေါ့နော်အာတကယ်လို့ကသူအမြင်ခဲ့သူတကယ်လို့သူကိုစစ်စစ်တက်ရှိရှိနဲ့စက်ပြီးလောက်ခဲ့တယ်ဆိုဒီလိုရှိရှိပေါ်မှာပေါ့အရင်ကိုစစ်စစ်အောက်ထုတ်မှုတွေရှိခဲ့မှာဆိုလို့ရှိရင်သူကဆိုလို့ရှိရင်အမ်ကွင်းထပ်ပို့ပြီးရမှာပေါ့မြင့်မိုင်းပြန်ရောက်လာပေါ့နော်ဆိုလို့ကျွန်တော်က level မြင့်နေ level ကလည်းကွာချားရတယ်အဲ့တော့လောဘမြညာဆိုလို့ရှိရင်ဒီမှာဘာတွေကွာနေလဲဆိုလို့ရှိရင်ငွေကြေးပိုင်ဆိုင်မှုမြောက်ချားရဲကပေါ့နော်အလုပ်သမီးဘက်ကငွေကြေးပိုင်ဆိုင်မှုပုံများနေတာမျိုး မသွေးဘက်ကနေပြီးတော့မှအသက်အရွယ်ကြီးပိုကြီးမားနေတာမျိုးအကြီးနေတာမျိုးပေါ့နော်ဒါမှမဟုတ်လို့ရှိရင်မသွေးဘက်ကနေပြီးတော့မှအတိုင်းဝိုင်းအတိုင်းဝိုင်းကြီးရမျိုးနောက်ပိုင်းရှိမလဲဆိုလို့ရှိရင်ပညာရေးဘက်မှာလည်းမသွေးဘက်ကနေပြီးတော့ဘွဲ့ရေးဘက်ရဒီဂရီတွေဘက်ရထားပြီးဖြစ်လိုက်ဖြစ်လိုက်မယ်ပေါ့နော်ဒါပေမဲ့မသွေးဘက်ကကျတော့အလောက်ကြီးဟုတ်နေဘူးသူ့ဘက်ကနေပြီးတော့မှမသွေးလောက်ပညာရေးဘက်နေမှာလည်းအဆင်ပြေမနေရဘူးဖြစ်လိုက်မယ်ပေါ့နော်ဆိုတဲ့အခါကျတော့တို့တို့ညောင်ကြတယ်မှာခွာချက်တွေကအများများတယ်အာအဲ့လိုပညာချက်တွေကြောင့်ပဲမလူမီဘက်ကနေဥဆောင်နေရတဲ့အခြေအနေမျိုးတွေ့နေရတာပေါ့နော်ဒီ relationship မှာဆိုလို့ရှိရင် ဆိုတော့ခါကျတော့အခုအမြင်ရပြောရမယ်ဆိုလို့ရှိရင်ဂျာတဲ့မှာတို့မြောက်ရဲ့ဂျာတဲ့ကပေါ့နော်ကိုရဲ့သူရဲ့ဂျာတဲ့ကအာအဲ energy อ่ะဆိုလို့ရှိရင်တယောက်ကိုတယောက်အာပြောလို့ရှိရင်ခွာရက်ချက်တွေအများကြီးအတွက်ကြောင့်အမြင်မတူတာလေးတွေရှိနေရဲ့အဲအဆင်ပြေရလေးလည်းရှိကောင်းရှိတယ်မြေပေါ့နော်ခွာရက်ချက်တွေများလို့ရှိရင်အဲ့လိုမျိုးနှိမ့်လို့များမျိုးလေးဖြစ်တတ်တယ်ပေါ့ဒါကတော့မြောက်ဂျာတဲ့က energy ဖြစ်ပါတယ်အခုတော့ဗာလဲတိပါပြီပေါ့နော်အာလူပြိဘက်ကရောဘယ်လိုရှိလဲမြေသားဘက်ကရောဘယ်လိုမျိုးရှိလဲဆိုတာတိသားဖြစ်တဲ့အတွက်ကြောင့်လူပါနေပြီးတော့မှ အာထပ်ပြီးတော့ဘာဖြစ်လာနိုင်လဲဖြစ်လာနိုင်ဖို့ရှိတယ်ဆိုတာကိုဗီဒီယိုထပ်ပတ်ပေးချင်ပါတယ်အာဒါတော့နှစ်ယောက်စလုံးရဲ့ဒီစစ်စင်ရရဆိုလို့ရှိပို့ပြီးတော့ဆီလေးသားမှလာပို့ပြီးတော့ခက်ခဲသားမှလာဆိုတာလေးကိုကြည့်ပေးမှာပါဒီလိုနှဆုံးကက်လေးပေါ့နော်နှဆုံးကက်မအပြစ်ထွက်လို့ရှိနှဆုံးကက်ကိုလည်းဆက်ပြီးတော့ပြီးမယ်ပေါ့နော်တကယ်လို့များချီမထွက်ခဲ့ဘူးဆိုလို့ရှိရင်တော့ဆက်ပြီးတော့ဆက်ပြေးသွားပါမယ်သူကကျွတ်ပန်နေကြောပြတယ်ဆိုတဲ့အခါကျကျွတ်ပန်နေကြရဆိုရင်ဒါကလေ အာอืมအလိုစကားပြောဆိုရတဲ့အခါမှာဆက်ဖြစ်လာတဲ့နေရာဆိုလို့ရှိရင်တော့အလိုဖြစ်နေကြအောက်ကနှမျိုးရှိရပေါ့နှမျိုးရှိရဆိုရင်တော့ဆက်ပြီးတော့ကြီးရပါရတော့မယ်ဒါနှစ်ခုဖြစ်နေတာဆိုတော့လေပထမတစ်ခုကကြတော့ဘာဖြစ်နိုင်လဲဆိုလို့ရှိရင်အာနှစ်ယောက်သားပူပေါင်းပြီးတော့မှအဲ့လိုမျိုးပူပေါင်းတိုင်ပင်မှုတွေနဲ့အဆက်ဆက်ရေးကိုအလိုမျိုးရှေ့ဆက်သွားမယ်ပေါ့နော်မြေမြပန်းကနေပြီးတော့လေသူတယောက်တစ်ဖက်ဥဆောင်မနေဘဲနဲ့တစ်ဖက်သူရဲ့အသွေးအမြင်တွေကိုလည်းပဲ အာစဉ်းစားပြီးတော့ချင်းချေပြီးတော့ငါအဲ့လိုမျိုးလေးသွားမယ်ဆိုလို့ရှိရင်အဆင်ပြေလိမ့်မယ်မြို့သားဘက်ကနေပြီးတော့လည်းသူမတိတိတဲ့အရာလေးတွေကိုလက်ခံပြီးအော်ဒါငါမတိသေးဘူးအော်ဒါငါမလုပ်တတ်သေးဘူးဆိုတဲ့ဟာမျိုးလေးတွေကိုဟိုလက်ခံပြီးတော့မြို့သူဘက်ကနေပြီးတော့မှရပေးလာမယ် sharing လုပ်ပေးမယ်အရာလေးကိုသူဘက်ကနေပြီးတော့မှလက်ခံဖို့လိုအပ်တယ်ဆိုတဲ့အခါကျတယောက်စလုံးကတယောက်တယောက်လက်ခံပေးဖို့လိုအပ်နေတဲ့ကာလလေးဖြစ်တယ်ဖြစ်လာတဲ့အရာလေးတွေပေါ့နော်တယောက်ကိုတယောက်နားလည်မှုလေးတွေနဲ့အဲ့လိုမျိုးအချင်းချင်းမျှဝေခြင်းတွေလုပ်မယ်ဆိုလို့ရှိရင်တော့အရန်ကိုမှအချိန်မီတော့ပါမယ် ဒါကတော့ပထမတစ်ခုပေါ့နော်နောက်တစ်ခုကကြာဘာဖြစ်နိုင်လဲဆိုလို့ရှိရင်ဒါက tree ဖြစ်တဲ့အတွက်ကြောင့် tree ရဆိုလို့ရှိရင်သုံးဝင်ဆိုင်ပေါ့ဆိုလို့ရှိရင်ဒါကကြာတော့ဂျာရဲမှာကိုယ်မြောက်ကဒီမှာလေညက်လုံးကတစ်ဖက်ကိုလှည့်ထားကြရဲဆိုတော့တက်ကြအာအမျိုးလေးဘက်ကမာလဲပဲသူနဲ့နည်းနည်းစစ်ဆိုင်တကက်ပေါ့လာတယ်သူမျိုးပဲမိသားစုမာလဲပဲသူနဲ့နည်းနည်းစစ်ဆိုင်တကက်တကက်ပေါ့သူနဲ့လိုက်ဖက်တဲ့အရာပေါ့ဒါမှလိုက်ဖက်လို့ဖြစ်တယ်ကြောခိုင်းနေတဲ့အတွက်ကြောင့်မလိုက်ဖက်ဘူးဆိုတော့တက်ကြာအာဒီဘက်မှာလည်းပဲအဲ့လိုမျိုးသူနဲ့နည်းနည်းစစ်ဆိုင်လုံးဝကိုင်းနေနေတဲ့တကက်ပေါ်လာနေတယ်တယောက်ပေါ်လာနေတယ်လို့မျိုးပဲမျိုးတွေဘက်မှာလည်းပဲသူနဲ့ကိုင်းနေတဲ့တကက်တယောက်ပေါ်တော့ပေါ်လာနေတယ် ဆိုတဲ့အခါကျတော့ဒီမင်းရဲ့သလုံးကပြက်ကိုရမန်ရှင်ဖြစ်မနေဘူးဖြစ်နေရတဲ့အတွက်ကြောင့်အထင်ကြီးလို့ရှိအဲ့လိုမန်ရှင်ပဲဖြစ်နေတဲ့အကြောင်းရင်းတွေဟာဆိုလို့ရှိတတိယလို့ပေါ်လာစေဖို့အတွက် sorry ဒုတိယလို့ပေါ်လာစေဖို့အတွက်ကိုအကြောင်းရင်းဖြစ်နေတတ်တယ်နော်ဆိုတဲ့အတွက်ကြောင့်ဒီကဲရဆိုလို့ရှိရင်ဒီမှာနှစ်ခုဖြစ်နိုင်တယ်တက်ကိုတရားနားလည်မှုတွေပေးပြီးတော့မှအပြန်အလှန်လည်းလည်းလောက်တာမျိုးဖြစ်နိုင်တယ်လို့မျိုးပဲနောက်တစ်တယောက်ထပ်ပေါ်လာတာမျိုးလည်းဖြစ်နိုင်တယ်နောက်တစ်တယောက်ဟာဆိုလို့ရှိရင်တော့အဲ့လိုမျိုးဟိုဘယ်လိုပြောမလဲနှစ်ယောက်ကြားရက်က အနာဂတ်တွေမှာပါလက်ဖြက်စီးမဲ့အဲ့လိုပေါ့နော်ဒုတိယလိုပေါ်လာတတ်တယ်နောက်တစ်ယောက်ပေါ်လာတတ်တဲ့ဟာမျိုးကိုမြင်နေရတယ်ပေါ့နော်ဒါပေမဲ့ဒါကတော့လောမ100%ဟုတ်မနေဘူးဒါတော့ confirm ပြမှတာဖြစ်ဒါကတကယ်ဖြစ်လာနိုင်လားမဖြစ်နိုင်နိုင်လို့ပါကြည့်ရမှာပေါ့နော်ဆိုတဲ့အခါကျတတိယနောက်ကက်ကိုဆွဲပြီးသားပြီဆိုတော့နောက်ဆုံးကက်ကိုဆွဲပြီးမယ်နောက်ဆုံးကက်ကကွန်ဖက်နေပေါ့နော်အာဒီခုနပြောတဲ့ဟာဆိုလို့ရှိရင်တယောက်တယောက်လည်းနေလောက်ပြီးရောမှာ80ပြီးရောမှာလောကတရားတဲ့ဘဝလေးကိုပိုင်းရဆိုင်နိုင်မှာလားဒါမှမဟုတ်ဖြစ်တတိယလိုပေါ့ဒုတိယလိုပေါ်လာပြီးရောမှာအဲ့လိုမျိုးကွဲကွာသွားမှာလားပေါ့နော်အဲ့လိုမျိုးခင်ငေါ်လေးဖြစ်သွားမှာလားဆိုတာလေးကို ပြည့်ရက်ဖတ်ပေးခြင်းပါတယ်အတဘောရရဆိုတဲ့ကြာအာဒါဆိုလို့ရှိရင်တော့ဒီမှာတယောက်တယောက်လမ်းလေးလုပ်ပြီးရောလဲစီစီတော့မှာပေါ့နော်အာတဘောကကြတော့ဘယ်လိုပြောမလဲအစင့်တက်ချင်းအာတခုတနည်းတနည်းတပတ်လဲသွားရတနည်းတပတ်လဲလဲဆိုတာဘယ်လိုမျိုးလဲဆိုတော့တနည်းအာ level တခုပြီးဆုံးသွားချင်းပေါ့နော်ပြောလို့ရှိရင်မျိုးဘတော့ကဒီဆက်ဆက်ရေးတယ်မှာဆိုလို့ရှိရင်ဆိုတော့တငယ်ချင်းဘွားတငယ်ချင်းဘွားနဲ့ဆက်တက်သွားလို့ရှိရင်သူကြီးဘွား အင်္ဂလိပ်စကြလို့ရှိရင်လည်းအင်တာမရှင် white ဖြစ်တယ်ပေါ့နော်ဆိုတဲ့ခါကျတော့ဒီကျွန်တော် white ဟာဆိုလို့ရှိရင်တစ်ခုပြီးဆုံးခြင်းပြရတယ်ပေါ့သူကအဝိုင်းတစ်ဝိုင်းလဲသွားခါကျလို့ရှိရင် complete ဖြစ်သွားပြီအဲ့တော့ဒီစားဘက်မှာ complete ဖြစ်သွားပြီဆိုလို့ရှိရင်အင်တာမဘောက်ရောက်မယ်ကွာအဲ့လိုမျိုးပဲအာဒီ the white ရဆိုလို့ရှိရင်ဒီ six ဒီစစ်စင်ရည်နဲ့ဒီစစ်ချင်းရည်ကတရဆိုလို့ရှိရင်အာကြောက်ရကောင်းနေကံကောင်းမှုတွေနဲ့ပြည့်နေတယ်ဒီခါကျတော့ အဆင်နဲ့လက်တက်သွားဖို့ရှိရပေါ့နော်ဒီစုစုရေးသားဘဝတွေမဟုတ်ဘဲနဲ့အလောင်ရှင်ဘဝတွေအထိကိုအဆင်နဲ့တက်သွားဖို့တက်တယ်ရှိတယ်။နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီကဘာကြီးပေါ့နော်အာကဘာကြီးကဲ့သို့ကိုကိုဟိုပန်ပိုးပေးမယ်အချင်းချင်းပေါ့နော်ကိုကိုကိုပန်ပိုးပေးကြမယ်ကိုဘဝကိုမြောက်မြောက်တဲ့ဘဝပေါ့နော်မြောက်တဲ့ဘဝကိုထူထောင်နိုင်မယ်ဆိုတဲ့ဟာပြရတယ်။အဲကြောင့်မလို့တကယ်လို့ဒါဒီကိုကိုစတဲ့မှာရှိနေပေါ့နော်တစ်ဖက်တည်းလည်းကိုရဲ့ကြားလိုက်ကအာ energy ရဆိုလို့ရှိရင်ဒီလိုဆက်သွားနိုင်ခဲ့တဲ့ဒီဆက်လေးကိုပေါ့နော်တယောက်တယောက်နားလည်မှုလေးတွေဖြည့်ဆည်းပေးနိုင်တဲ့အရာလေးတွေပေါ်လာခဲ့မှတယောက်တယောက် ချူရင်းချက်လေးတွေနားလိုက်ပေးမယ်ကာလာလေးကိုတကယ်လုံးနိုင်ခဲ့တယ်ဆိုလို့ရှိရင် the wall ဆိုတဲ့ချူလက်လေးရမှာပေါ့နော်ချူလက်ဆိုတာဒီ the wall ဆိုအကောင်းဆုံးပဲတကယ်ဒီထဲမှာကန်ကောင်းဆုံးကက်အာဒါတော့ကြောင့်မလို့ဒီအခြေရေးမှာဆိုလို့ရှိရင်အခြေရေးမှာလည်းကန်ကောင်းဆုံးဖြစ်မယ်အာ energy ဘွားမှာဆိုလို့ရှိရင်လည်းလောက energy ဘွားမှာအရင်စင်ကြည့်လိုက်မယ်ပေါ့နော်တကယ်လို့ကိုယ်နဲ့တစ်ဖက်သူပါဆိုလို့ရှိရင်တကယ်လို့စစ်တူရေးစားတွေဖြစ်မနေသေးဘူးတကယ်ချင်းတွေပဲရှိသေးရဲ့ဆိုလို့ရှိရင်လည်းတကယ်ချင်းတွေအဆင့်ကနေပြီးတော့မှာ စစ်စုရေးသားပေါ်ရောက်ရှိသွားမယ်ပေါ့နော်။ဒါကြောင့်ကိုယ်နှစ်ယောက်ကကျွန်တော်ဒီစစ်စုရေးသားကြီးပဲဆိုလို့ရှိရင်လည်းပဲအင်အားရှင်ဘဝကြီးပါရောက်တော့တက်တယ်ပေါ့။တစ်ချက်တည်းထိကိုရောက်တော့တက်ပါလေ။ဒါကတော့သူ့ရဲ့ကွဲခြားတဲ့ကအခုလောဆက်ကအမြင်မတူမကွဲပြားမချမနာပေါ့နော်။အမြင်မတူကွဲခြားချမ်းသာမှုတွေတွေရှိနေတယ်။အစဉ်ရမှုတွေတွေကရခစားလေးတွေရှိနေတော့လဲပဲ။တကယ်လို့ဒါတရားတရားနားလည်မှုတွေတင်နေပေါ့နော်။တဲ့ကိုတရားအချွင်းကြလေတွေကိုနားလည်မှုတွေတင်နေပြည်စည်းပေးသွားမယ်ဆိုလို့ရှိရင်တော့ The Wall ဆိုတဲ့ဒီအရှင်မှု အပြေဝါရှိတဲ့ဘဝလေးကိုပိုင်ဆိုင်ရမှာဖြစ်ပါရဲ့ဒါတော့ novel reading နဲ့ဖြစ်ပါရဲ့ကျွန်တော် reading နဲ့ဖတ်ပြရတော့ပြီးသွားပါပြီတကယ်လို့ novel ရခုဖတ်ပေးကြ reading နေလဲလောကကြီး energy ကကိုက်နေခဲ့တဲ့အချင်းပြေနေခဲ့တဲ့မှန်နေခဲ့တဲ့ဆိုလို့ရှိရင် novel ရဒီ reading တွေကိုဆက်ပြီးရဖတ်ဖို့ရပါတော့ဒါမှမဟုတ်လို့ရှိရင် personal reading တွေကိုဖတ်ဖို့ရ novel ရဒီ telegram channel လေးမှာလာပြီးတော့မှ reading တွေတာပြီးတော့မေးလို့ရပါတယ် fix နေတဲ့ခါကျတော့ one question နဲ့ထောက် big question ဆိုလို့ရှိရင်တော့ငါးငါးညမ6 studio week fix တွေတက်မှတ်ပေးထားပါတယ်အာနောက်ပြီးခါကျတော့ innova က ဒီအခုအာပြောချင်တာက Nova အခုတင်တဲ့ဗီဒီယိုလေးတွေဟာဆိုလို့ရှိရင်အာအရင်ကတည်းကမှာပေါ့နော်အဲ့ဒါဖြစ်တဲ့အတကြာ Nova ရဲ့ reading လေးတွေကိုဆက်ပြီးတော့အများနဲ့ဖတ်နေတဲ့ဖတ်ကြည့်နေတယ်ဆိုလို့ရှိရင်ဒီ channel လေးကို like and subscribe လေးလုပ်ပြီးတော့ comment လေးတွေလည်းရှိလို့ရှိရင်ရေးပေးခဲ့ပါဦးလို့အဲဒီပေးခဲ့ကြတဲ့ reading လေးတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် video တွေမှာပြန်ပြီးတွေ့ကြပါမယ်နော် bye bye